မြန်မာနေဦးခရိုနီကယ်အော်တိုဘာလ15ရက်နေ့မြင်တွင် NCE လက်မှတ်ထိုး10နှစ်ပြည့်အထိမ်းအမှတ်ပွဲနဲ့မြန်မာနိုင်ငံအနာဂတ်2015ခုနှစ်မှာအစိုးရနဲ့တိုက်ခိုက်နေကြတဲ့လက်နက်ကိုင်အဖွဲ့၈ဖွဲ့လက်မှတ်ထိုးခဲ့တဲ့ NCE နိုင်ငံလုံးဆိုင်ရာပြစ်ခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ်10နှစ်ပြည့်တဲ့အထိမ်းအမှတ်အဖြစ်အော်တိုဘာလ15ရက်မှ18ရက်အထိနေပြည်တော်မှာဆွေးနွေးပွဲခမ်းနားကိုအာဏာသိမ်းစစ်အစိုးရကကမကထလုတ်ပြီးကျင်းပနေတာဖြစ်ပါတယ်။ NCA လက်မှတ်ထိုးပြီး10နှစ်တင်းတင်းပြည့်ချိန်မှာနိုင်ငံရဲ့အခြေအနေကိုပြန်နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါထပ်ဝမကတဲ့နိုင်ငံရဲ့ area တွေကပြည်ရင်းစစ်တဲနှိမ့်ုံနေကြပြီဖြစ်ပါတယ်။2015ခုနှစ်တုန်းကမရှိသေးတဲ့လက်နက်ကင်တပ်အကြီးအသေးများစွာထပ်ပြီးထွက်ပေါ်လာကြပြီဖြစ်ပါတယ်။2015ခုနှစ်မှာတုန်းကအင်အားထောင်ကနဲများတောင်မရှိသေးတဲ့လက်နက်ကင်အဖွဲ့အစုဟာလည်းအခုအခါမှာအင်အားတောင်းကနဲ့ထိရှိလာပြီးဖြစ်ပါတယ်။တနိုင်ငံလုံးမှာစစ်ပွဲတွေကြောင့်နေရဲစွန့်ခွာက တင်းရှောင်ရသူ၃တန်းကျော်ကနေ၄တန်းနီးပါးအထိ ရှိလာနေပြီဖြစ်ပါတယ်။စစ်ပွဲတွေနဲ့အရက်သားတိတ်ဆုံးမှုထောင်ကနန်းကြီးကြီးမားမားအထိရောက်ရှိနေပြီလို့ခန့်မှန်းရပါတယ်။လေကြောင်းတိုက်ခိုက်မှုဖန်စီတက်ဖြတ်ခံရမှုတရင်ပေးသူတစ်ဖက်ကိုထောက်ခံအားပေးသူလို့ဆွဆွဲမှုတန်တရားနဲ့ဖန်စီတက်ဖြတ်တာလုံးကြံတက်ဖြတ်ခံရတာတွေလည်းထောင်ကနန်းအထိရောက်ရှိနေပြီလို့ခန့်မှန်းရပါတယ်။တိုက်ပွဲအတွင်းထိခိုက်ပျက်စီးတာတမင်တကာရန်သူဘက်ထောက်ခံနေသူ ြေးရွာအဖြစ်နဲ့ဖျက်ဆီးမိရှုခံရတဲ့နေအိမ်အရေအတွက်တောင်းကနန်းကနေတိုင်းကနန်းထိရောက်ရှိနေပြီဖြစ်ပါတယ်။စစ်ပွဲတွေကြောင့်အတက်မွေးဝမ်းကြောင်းလုပ်ငန်းတွေထိခိုက်ပျက်စီးပြီးစားရိတ်ရိတ်ခါမလုံလောက်တဲ့မိသားစုတွေအကူအညီထောက်ပံ့ကိုအားကိုးမျှော်လင့်ပြီးအသက်ရှင်ဖို့ကြိုးစားနေကြရတဲ့စစ်ပီးဆောင်ဒုက္ခသည်တွေတိုင်းကနန်းကနေတန်းကနန်းထိရှိနေလိမ့်မယ်လို့လည်းခံမှန်းရပါတယ်။စစ်ပွဲတွေဆင်းနေပွဲအတွက် လိုအပ်တဲ့ငွေကြေးအတွက်တင်းရန်စားတအရင်းမြစ်တွေကို ထုတ်ယူရောင်းချတာမူရည်စည်းဝါထုတ်လုပ်ရောင်းဝယ်တည်ဆောင်ရမှာပါဝင်ပတ်သက်မှုတွေလည်းမှတ်တမ်းတင်စည်ရင်းကောက်နိုင်ခြင်းမရှိပေမဲ့တိုးတက်များပြားလာနေတာကိုဖမ်းဆီးမှုအရေးအတွက်တွေကို အခြေခံပြီးအကဲဖြတ်ကြည့်နိုင်ပါတယ်စစ်ပွဲတွေကြောင့်တဘာဝတင်းရန်စားတတွေအလွန်ကျုံထုတ်ယူပြီးရောင်းချနေရတာကြောင့်အဆိုပါအရင်းမြစ်တွေလင်းမြန်စွာပြုံးတိလာနေတာလေဒီနေ့ခေတ်ရဲ့မြင်ကွင်းကြားသိနေကြရတဲ့အခြေအနေဖြစ်လာပါတယ် ဒီလိုပျက်စီးယိုယွင်းမှုအလုံးကိုဖြစ်ပွားဖို့စတင်မိမွေးလိုက်တဲ့ဖြစ်ရက်က2022ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်အာဏာသိမ်းမှုဖြစ်ပါတယ်။2022ခုနှစ်စစ်အာဏာသိမ်းမှုကအခုလိုဖြစ်ရက်တွေအလုံးပေါ်ထွက်လာစေတဲ့ပန်ဒိုရာတစ်တာဖွင့်ပေါက်မှုတစ်ပွဲဖြစ်ပါတယ်။ MCA လက်မှတ်ထိုးပြီးနောက်9နှစ်အကြာမြန်မာအစိုးရစစ်တပ်ကရွေးကောက်ပွဲအနိုင်ရတဲ့ NLD ပါတီဦးဆောင်တဲ့အစိုးရကလွတ်တော်မခေါ်နိုင်အောင်လွတ်တော်ကျင်းပမဲ့ပထမဆုံးနေ့ အာယုံတက်မတိုင်းခင်အာနာသိမ့်ခဲ့တာဖြစ်ပါတယ်။အာနာသိမ့်ခဲ့တဲ့စစ်တပ်ခေါင်းဆောင်ကအခုအနေခါမှာ2015ခုနှစ်နဲ့2020အကြာကာလကအခြေအနေတွေလိုမျိုးပြန်ဖြစ်ဖို့ပြောဆိုနေခြင်းဟာကျိုးကျောင်းစီလျော်မှုမရှိတာတာမန်လူတော်သိတဲ့အရာဖြစ်ပါတယ်။အဲဒီကာလအခြေအနေမှာ NCA ကိုလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့တွေတဲက KNU, CNF, ABSDF, MNSB ရဲ့ခွဲထွက်သွားတဲ့အစိပ်ပိုင်းဖြစ်တဲ့ MNSPAD, PLNO, PNL တို့ဟာစစ်အာဏာသိမ်းပြီးနောက်စစ်တပ်နဲ့တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ NCA ဟာကွဲသွားတဲ့ကျွေးတဲ့ပစ္စည်းတခုလိုပဲပြန်ဆက်ဖို့မဖြစ်နိုင်တော့အောင်အစတွေအများပြားကွဲထွက်ပြီးပြက်စီးခဲ့ပြီးဖြစ်ပါတယ်။ NCA မှာလက်မှတ်ရေးထိုးခဲ့တဲ့အစိုးရလွတ်တော်လက်နက်ကိုင်တပ်တွေအနက်လက်ရှိအချိန်မှာရွေးကောက်ခံအစိုးရမရှိသလိုလွတ်တော်လည်းရှိမနေပဲလက်နက်ကိုင်တပ်တွေအနက်အာဏာသိမ်းခဲ့တဲ့စစ်တပ်နဲ့အခြားတစ်ဖက်ကလက်မှတ်ထိုးကြတဲ့လက်နက်ကိုင်တပ်တချို့သာ MCA အထိမ်းအမှတ်ပွဲမှာတွေ့ကြမှာဖြစ်ပါတယ်။ဒီကဏ္ဍမှာအာနာတိန်စစ်တပ်ခေါင်းဆောင်ကလက်နက်ကင်တောင်းဆိုမှုတွေလက်မခံနိုင်ပေလွတ်တော်ကတဆင်နိုင်ငံရေးနီးလန်းနဲ့သာတောင်းဆိုကြဖို့ပြောဆိုသွားပါတယ်။တကယ်တော့စစ်တပ်ကနိုင်ငံရေးနီးလန်းတွေကိုလမ်းပိတ်စေတဲ့အာနာတိန်ခေတာကြောင့်အခုလိုအခြေအနေရောက်ခဲ့တာပါ။2008ခုနှစ်အခြေခံဥပဒေအတိုင်းကျင်းပခဲ့တဲ့ရွေးကောက်ပွဲ၃ချိန်မှာတတိယအကြိမ်ရလဒ်ကိုစစ်တပ်ကပယ်ချခဲ့တာကြောင့် အခုလိုမြန်မာနိုင်ငံကပြည်ရင်းစစ်ဝဲကရက်ထဲကြာဆင်းခဲ့တာပါ NCA 10နှစ်ပြည့်အထိမ်းအမှတ်ကိုတယောက်လာသူတွေကတော့လက်ရှိစစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားနေခြင်းမရှိတဲ့လက်နက်ကိုင်အဖွဲ့တွေနိုင်ငံရေးပါတီတွေနဲ့လက်ရှိအာဏာသိမ်းစစ်အစိုးရဘက်ကကိုယ်စားလှယ်တွေနဲ့တန်တမန်ချုပ်အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံရဲ့တန်တမန်နဲ့အထူးကိုယ်စားလှယ်တွေဖြစ်ပါတယ်တရုတ်နိုင်ငံကတော့လာမယ့်ရွေးကောက်ပွဲကိုရုပ်ဝတ္ထုဆိုင်ရာနှီးပညာဆိုင်ရာကုညီဖို့အဆင့်အသင့်ရှိတယ်လို့ပြောဆိုသလို မြန်မာနိုင်ငံမှာထိမရတိမရတဲ့အခြေအနေတွေကိုဖြစ်မှာမလို့လားဘူးလို့လည်းပြောဆိုခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့သဘောထားကမြန်မာနိုင်ငံရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးတာမဟုတ်တော့လဲတည်ရောက်မှုရှိတဲ့အနေအထားလို့တော့ဆိုရမှာဖြစ်ပါတယ်။အခုပြောဆိုချက်ကိုအထိပယ်ဖွင့်ရရင်လက်နက်ကန်အဖွဲ့တွေအများအပြားကသူ့နယ်မြေသူထိမ့်ချုပ်ထားတဲ့အနေအထားမျိုးကိုတရုတ်နိုင်ငံကမလို့လားဘူးဆိုတဲ့သဘောလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့နယ်နိမိတ်ထဲမှာပါဝင်ပေမယ့် ဆင်စုနှစ်၃ခုကျော်နိုင်ငံရဲ့ဖွဲ့စည်းအုပ်ချုပ်မှုတွေရဲ့တက်ရောက်မှုရှိမနေတဲ့ဝါပြည်သွေးစည်းညီညွတ်ရေးပါတီဆက်ဆံရေးတာဝန်ခံကဝါပြည်သွေးစည်းညီညွတ်ရေးပါတီအနေနဲ့လာမယ့်ရွေးကောက်ပွဲတွေကိုထောက်ခံအပ်ပေးတယ်လို့မှတ်ချက်ပေးပါတယ်။အခုလိုမှတ်ချက်ပေးပေမယ့် UWSA ထိန်းချုပ်ထားတဲ့ဒေတာတွေဟာပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းကလည်းကျင်းပခြင်းမရှိခဲ့သလိုကိုစားပြုကိုစလဲလဲလွတ်တော်မှာရှိမနေခဲ့ပါဘူး။ အခုလာမဲ့ရွေးကောက်ပွဲကိုလည်းဘွားထိန်ချုပ်ဒေသတွေမှာကျင်းပဖို့အလားအလာမရှိပေမယ့်ဘွားပြည်ကျေးစီညီညွတ်ရေးပါတီလက်နက်ကိုင်တပ်ဖွဲ့အနေနဲ့အာဏာသိမ်းစစ်တပ်နဲ့မိမပြတ်လို့တဲ့သဘောထားလို့သာအထိပ္ပယ်ကောက်ရမှာဖြစ်ပါတယ်။ချုံငုံသုံးသက်ရရင်တော့ဒီနှစ်ကျင်းပတဲ့ပွဲဟာနှစ်စဉ်လုံနေကြ NCA လက်မှတ်ရေးထိုးမှုအထိမ်းမှတ်ပွဲတွေထက် ပိုထူးကြအောင်အာဏာသိမ်းစစ်တပ်ကကြိုးစားတာတွေ့ရပြီးလာမယ့်ရွေးကောက်ပွဲကိုဈေးပန်းတင်ဖို့ဒီအခမ်းအနားကိုအသုံးချနေတဲ့သဘောလို့လဲဆိုနိုင်ပါရဲ့ရှင်။